အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့ season ကနေပြီးတော့ပြန်လဲပြီးတော့ကြိုးစားလိုက်ပါတယ်ကောင်းမွန်သောနေ့တွေဖြစ်ပါစို့ဒီညကနေပြီးတော့စုမုံကောင်တောင်းပေးလိုက်ပါတယ်အဲ့တော့ဒါကျွန်တော်တို့ဆွေးနွေးစရာဒါ discussion session ဆိုပုံမှာအပြောင်းရွှေ့ကြောင်းနေကြတယ်မှာအပြောင်းရွှေ့ကြောင်းဒီအပြောင်းရွှေ့ကြောင်းနဲ့ motivi ဒါ discussion တခုလိုလည်းပြောလို့ရတယ်အဲ့တော့ဒါကျွန်တော်တို့ဒါဒီနေ့မှာဒါ Manchester United အပြောင်းရွှေ့ဆိုတာတဲ့လက်ရှိမှာဒါ United local မှာဒီကိစ္စနဲ့ပတ်သက်ပြီးမတွေ့ဘူးဒါပေမဲ့ International Twitter မှာမနီကပရိုဆိတ်ဂျာမိန်ကဒါကျွန်တော်တို့သူတို့ရဲ့တမိုင်းတစ်လျှောက်ပထမဆုံးချန်ပီယံလိဂကိုရခဲ့ပြီးတကယ်ကိုလှပတဲ့ moment တခုသူတို့ဖြတ်သန်းခဲ့တယ်။အဲ့ဒီအချိန်မှာဒါကျွန်တော်တို့တိုက်ဆိုင်သွားတာတခုဟာသူတို့ရဲ့လှပတာကျွန်တော်ပထမဆုံးချန်ပီယံလိဂရတဲ့အချိန်မှာသူတို့ရဲ့အဓိကကစားသမားတစ်ယောက်ဖြစ်ခဲ့မှုတဲ့ကင်လီယန်အမ်ပါပီမရှိတော့ဘူးပေါ့နော်။ ကီလီယန်ဘပ်ပေမရှိတဲ့အချိန်မှာဒါကျွန်တော်တို့ကီလီယန်ဘပ်ပေမရှိမှပဲဒါချန်ပီယံလိရသွားတယ်ဆိုတဲ့ပုံစံမျိုးဖြစ်သွားတာပေါ့ဗျာနော်ဟုတ်တယ်ပလားအဲ့ဒါကျွန်တော်တို့ဒီနေရာမှာကီလီယန်ဘပ်ပေထွက်သွားတဲ့အချိန်မှာဒါကျွန်တော်ဒီနှစ်ဆောင်းရာသီအောင်မှာတို့နီကဗစ်ချက်ကဗာစကီလီယာဆိုတဲ့ချာတီလိဝယ်တဲ့ဂျော်ဂျီယာသားလည်းကံကောင်းချင်လို့ထင်ပါတယ်ဒါကျွန်တော်တို့နပိုလီနဲ့လည်းဒါကျွန်တော်တို့သူ့အနေနဲ့ဒါဆူဖလာရခဲ့တယ်အခုလက်ရှိမှာချန်ပီယံလိကသူကိုယ်တိုင်ကထရီဘယ်တဲ့ပို့ပြီးတော့မြောက်တဲ့ဖလာသူရခဲ့တယ်ကဗစ်ချက်ကဗာစကီလီယာအနေနဲ့တကယ်ကိုလမ်းပြန်ထွက်တဲ့ဆူဖလာတစ်ခုသူရခဲ့တယ်ပေါ့နော်ဒါအလုံးက သဘောကျဖို့ကောင်းတဲ့အခြေအနေတခုလို့ပြောလို့ရတယ်ဒါအန်ဂိုလိုကန်တေးကိုမှ6လ6လလုတ်သွားတယ်ဆိုတဲ့သဘောပေါ့နော်ဒါဒီလိုပုံစံအဲ့တော့ဒီရီအဒီညမှာဒါကျွန်တော်ဒီရောက်ကျွန်တော်ခုနအပြောင်းရွှေ့ပါညာပြောချင်တာဆိုတာထက် United ပြည်သက်တင်နဲ့ပထမဆုံးစကားတခုပြတယ်တွေ့လားမင်းတို့ရဲ့အကောင်းဆုံးကစားသမားထွက်သွားရင်အသင်းကပိုကောင်းသွားနိုင်တယ်ဆိုတဲ့ဒါကျွန်တော်တို့အခြေအနေတခုနဲ့ PSG နဲ့နိုင်ပြရတယ်ခမတို့ကျွန်တော်အဲ့ဒီ situation တခုနဲ့ပြောရမယ်ဆိုရင်တချို့ကြတာဟိုလက်ခံတာဟာအသက်မှာ I don't know ဘောနော်တချို့ကြဘူးနူတအားသဘောမကျတဲ့လူရှိတယ်ဥမာကျွန်တော်ပါပါရလို့ပဲအဲ့လိုမျိုးတော့ကျွန်တော်တော့မနိုင်ဘူးကိုကတော့ဟို United ပြိတ္တမို့လားမသိဘူးနူကလက်ရှိမှာအသင်းမှာတော်တော်လေးကိုလိုရတဲ့ကစားအသက်ရအပြစ်တော့မနိုင်ပြောမှာဆို Okay ပေါင်သန်း120 120ဆိုတော့ရောင်းတဲ့ဈေးတစ်ခုဖြစ်တယ်ဒါပေမဲ့ကျွန်တော် personally ခင်ဗျားတို့ပြောပြမယ် India ဆိုကျွန်တော်မယုံဘူး ဲ့တော့တချို့ကြပြောရမယ်ဘောနော်ဟာတွေ့လား PSG ကသူတို့ရဲ့အကောင်းဆုံးကစားသမားတယောက်အသင်းမှာမရှိချင်ပါအသင်းကပိုကောင်းသွားတယ်ဆိုတဲ့စကားလုံးတစ်ခုတုံးနေအဲ့ဒီအချိန်မှာကျွန်တော်ပထမဆုံးထုတ်ပြခြင်းတာအဲ့ဒီစကားက Louis Enrique ကိုဒါကျွန်တော်တို့ တိတ်ခါချကြလူဝစ်အရီဂေတအာဘာပဲမကောင်းလို့ဒီသိန်းကြီးကပိုကောင်းလာဆိုတဲ့စကားအရီဂေမတော်ဘူးလားအရီဂေဆောင်ရမ်းတော်ခဲ့တယ်ဟုတ်တယ် maybe အဘာပဲသာရှိခဲ့မယ်ဆိုဒီနေရာမှာဒါ butterfly အရာဆိုရင်တော့ဒီ fly ရကျမရမှာဒါတွေအမှန်သိမ်းလောက်မှန်ဒါပေမဲ့ဒီနေရာမှာအဘာပဲရှိနေတယ်ဒီ fly ရရင်ရတော့မှကျွန်တော်မသိအောင်ဟုတ်တယ်ဟုတ်ဟုတ်တယ်ဟုတ်အဲ့တော့တချို့ကြတာ United Breakthrough တွေကဘာနဲ့တော်တယ်ဟာ Bruno Fernandes နဲ့ရှိလို့အသင်းကရောက်တဲ့လောက်မရောက်တယ်ဆိုတဲ့စကားလုံးဝတခုဒါတော့အဲ့တော့ဒီနှစ်ချက် United က Europa League Final ကိုရောက်လာတာ ဘရူနိုကြောင့်ရောက်လာတာဖြစ်တယ်။ဒါကြီးကိုကျွန်တော်နားလည်ဖို့လိုတယ်။ final မှာရှုံးသွားတာတချို့ကြတယ်ဘရူနိုဘရူနိုကြောင့်ရှုံးတာမဟုတ်တသိန်းလုံးဆောက်သုံးမှုကြလို့ရှုံးတာ။ဒီလားဥမာကျွန်တော်တို့ဒါတချို့ပြောခဲ့လို့ပဲဥမာလာကျွန်တော်တို့ကီလီယန်အပ္ပပေတာမရှိခဲ့ဘူးဆိုရင်ပြင်သစ်လည်းကမ္ဘာဖလားလွန်ခဲ့နှစ်တည်းရမှာမဟုတ် ြင်သစ်ကပဖလားမှာတော့ကျွန်တော်နောက်ဆုံးချီတီးသူတို့ကောင်းခဲ့မှာမဟုတ်ဘူးဒါပုံမဲ့လေအဲ့တော့ကင်လီအမ်ပါပေကတကန်တာဒါမှမဟုတ်ဘူးနိုဖာနက်တက်ကြောင့်ဆက်ပြီးအဲ့တော့ဘူနိုဖာနက်တက်ဇာမရှိယူနိုက်တက်ကပူကောင်းမယ်ဆိုတဲ့စကားဘယ်လောက်ထိမှန်လဲကျွန်တော်ကတော့လုံးဝအဲ့စကားကိုရှုံချတယ်100%ကျွန်တော်အဲ့စကားကိုလုံးဝလုံးဝရှုံချတယ်ဘာလို့ဘူနိုဖာနက်ခုနပေါ်တော့သူ့အနေနဲ့သူယင်းပြီးတော့သူက United အသင်းတို့ငွေရှာပေးသွားတယ်ဆိုရင်ဒါဟာသူ့အတွက်ကောင်းမွန်တဲ့လက္ခဏာတစ်ခု I totally understand him ဒါ United ပြည်သက်တယောက်အနေနဲ့ကြည့်မယ်ဆိုရင်ဒါပါစနယ်ရကျွန်တော်အတွက်ပြောရမယ်ဆိုရင်တကယ်ကို နှစ်မျိုးပေါ့ကောင်းတဲ့တစ်ခုပေါ့နော်အဲ့တော့ပေါင်သန်း၄၀အသင်းမှာရောက်လာမယ်အဲ့တော့အကောင်းဆုံးကစားသမားကြီးထွက်သွားတယ်အသင်းကကောင်းနေဆိုရယ်တန်ဝေကက PSG အသင်းတသင်းမှာပဲတည်တည်ချာရှိတာဘာကြောင့်လဲသိလား PSG အသင်းငွေသုံးလို့ပဲသူတို့အနေနဲ့ကင်လီယန်အပါပီထွက်သွားခဲ့တာမှန်မယ်သူတို့အနေနဲ့အဲ့ဒီနှစ်အတွင်းမှာဂျာဝနီကိုပေါင်ကိုတန်းကိုယာနဲ့ဒီဒီချီချီသူ benefit ကပေးပြီးဝယ်ခဲ့ဂျာဝနီကိုပေါ်ပေါ်ပဲဝယ်ခဲ့တာမဟုတ်ဘူးနော်ဂျာဝနီကိုဈေးကြီးကြီးပေးပြီးဝယ်ခဲ့တယ် ဝီလီယမ်ပါချူဆိုတဲ့ကစားသမားကဒါကျွန်တော်တို့ဘွန်ဒက်စီကာနေဒရီဘောဘောနဲ့ရောက်လာခဲ့တာမဟုတ်ဘူးလက်ရှိမှာကျွန်တော်တို့ဒါ PSG ဝယ်ထားတဲ့ကစားသမားဒီနှစ်မှာဖလားယူထားတဲ့ကစားသမားတွေအကုန်လုံးကပေါ်ပေးရောက်လာတာမဟုတ်ဘူးမမဲ့ရကျွန်တော်ဘာလို့သိလဲဒီလားဥပမာလက်ရှိမှာဒါ PSG ဝယ်ယူထားတဲ့ Desire Dewey ဆိုတဲ့ chart တွေ့တယ်မလားဒီနှစ်မှာဆောင်းကောင်းတယ်လူတော်များဒီ chart တွေကိုဟာအသားမှာလူငယ် PSG အဲ့ chart တွေကိုဘယ်စင်းနဲ့ဘလောက်ပေးပြီးဝယ်ထားလဲခင်ဗျာသွားကြည့်လိုက်အဲ့ဒါဆိုခင်ဗျာအဖြစ်ပေါ်လေအဲ့တော့ပြောချင်တာကအတင်းတင်းမှာငွေသုံးမှရမှာဒီနောက်ပိုင်းမှာအဲ့ဒီ harsh reality က reality ပဲ Manchester City နောက်ပတ်မှာပါလို့အောင်မြင်လာတယ် Liverpool လို့ Casino တို့ club က Florian Risk ကိုပေါင်သန်း130ဘာလို့ပေးလာတယ် Arsenal လို့ club တစ်ခုကဘာလို့ပေါင်သန်းကိုယာနဲ့ချီပြီး Declan Rice ကိုပေးလာတယ်အခုလက်ရှိမှာ PSG ဘာလို့အောင်မြင်လာတယ် ကျွန်တော်မျက်လုံးဘလောက်မိမိဒီ reality ကကျွန်တော်တို့ပတ်စံတုံးပြီးလို့ပတ်စံတုံးနေလို့မရဒါပေမဲ့ပတ်စံကိုတည်တည်ချာချာတုံးတတ်မှရမယ်ဒီနောက်ပိုင်းနေ့မှာ PSG ပေါက်ကရတုံးလာတယ်ပတ်စံတဲ့မှာဟာဘွေတာခင်ဗျာဘာဒီမောင်မတီပေါင်းတန်း200 300ပြီးပြီးကစားသမားတယောက်ဝဲပြစ်တာပဲဒါပေမဲ့နောက်ပိုင်းမှာဒါကျွန်တော်တို့ Okan Pos ရောက်လာတယ် Sporting Agra Rider တကောင်းတယောက်ကဘလောက်တိအသေးမှရေးပါလဲ Agra Rider ကောင်းတယောက်ရောက်လာတယ်နီးပြကောင်းတယောက်လာအဲ့နှစ်ယောက်ပေါင်းလိုက်တယ်အသေးမှလူတဲ့ကစားသမားကိုဖြစ်တင်တယ် တကယ်ဦးဇင်းကအသင်းမှာလူအပ်မဲ့ကစားသမားတွေတို့ပဲဒဇာယာဒိုးဝေးကိုတို့ဘာလို့ဝယ်လဲသူဝင်းအရီကေရဲ့ကစားပေါက်မှာဒါကြောင့်နီမာလူကစားသမားမျိုးလူအပ်တော့ကြောင့်တို့ဝယ်တယ်ကဗစ်ချာကဗာစကေးလီယာဘာလို့ဝယ်လဲတောင်မန်မှာဒါကျွန်တော်တို့အိုးတိတိချာချာတိုက်စစ်ကောခံစစ်ကောလိုက်နိုင်မဲ့ကစားသမားတယောက်ကိုသူဝဲတယ်အဲ့တော့ပြောချင်တာကလက်ရှိမှာဦးနာပေါ်တယ်ပဲဘရူနိုဖာနန်ဒက်စ်ရှိတယ်မရှိဘူးဆိုတဲ့စကားလုံးကဒီနေရာမှာတော့အောင်ပါဘရူနိုဖာနန်ဒက်စ်ကိုရောင်းပလိုက်ပြီโอเคခလာရောင်းလိုက်ပြီအခုလက်ရှိ PSG ကဖြည့်ပေးတဲ့ပုံစံမျိုးအင်းရောဆိုအုပ်စုဖြည့်ပေးမလား ပြောအဲ့တော့ United ဟို Luke United fan တွေကိစ္စနဲ့ပတ်သက်ဘယ်သူမှမငင်းပါဘူးမှန်ပါတယ်ဒါကတော့ international county ဆိုအမြင်နဲ့ဒီအားအားတမ်းမှာ Bruno Fernandes ထွက်သွားရင်အသေးကပိုမကောင်းလာနိုင် Yeah ကောင်းလာနိုင်တယ် of course 100%ကောင်းလာနိုင်တယ်ဒါပေမဲ့ Mino တိတ်ချက်လာတဲ့ Ineos ကအဲ့တန်းတရား20အသေးနဲ့ဘယ်လောက်ပြန်ထည့်မှာလဲ Kylian Mbappe ကို PSG ကအလွတ်နဲ့ဆုံးရှုံးလိုက်တာတော့ရောင်းလိုက်တာမဟုတ်ဘူးအဲ့လိုမျိုးအလွတ်နဲ့ရောင်းတဲ့အချိန်မှာ Gavichek Gavaskelia ကို Euro 360ပေးပြီးသူတို့အသက်တင်ထွက်ဝယ်တယ်။နော် desire တို့ရဲ့ဘလောက်ပေးပြီးွယ်ကျွန်တော်အလုံးမဲ့မှတ်ကြည့်ဈေးကြီးလို့ဘာလို့ကျွန်တော်စပါးသိန်း desire တို့ကိုလိုက်ခဲ့တယ် PSG ပေးတဲ့ဈေးကိုကျွန်တော်တို့မပေးနိုင်လို့ကျွန်တော်မွေလိုက်တာသိလားအဲ့တော့ပြောချင်တာကဟုတ်တယ် Bruno ထွက်သွားတာမှန်တယ် Bruno ထွက်သွားရင် Bruno ကခုနကင်လီယန်အပပိထတော်ပတ်စံနေအများကြီးပူရှာပေးခဲ့မှာတတိယ20အဲ့တော့ဥမာ example ပြောပြမယ် Tottenham Hotspur သိန်းကျွန်တော်တို့ဒါဒီနေ့မှာ Europa League ကျွန်တော်ပြည်တော့ဘလောက်ဆုတ်လဲတွေ့တာအဲ့ဒီတတိယ20ကျွန်တော်ဘယ်လိုသုံးလဲ2မိနစ်ဆိုလမ်းကြီး60ဟိုဟာ60 ။ဟာကျွန်တော်အဲ့ဒုံကျွန်တော်မှတ်မိတာဒေါမနစ်ကိုဆိုလိုင်းကြီး60ပဲကျွန်တော်မှတ်မိတယ်။ဒီလားဒေါမနစ်ဆိုလိုင်းကြီး60ပဲကျွန်တော်မှတ်မိလဲ။စပါအသင်ဟယ်ရီကိန်းထွက်သွားတန်တရာရတယ်။အဲ့တော့ကျွန်တော်ခုနကပြောသေးအတောင်းသင်ကစားသမားခင်ဗျားတို့ပတ်စံရှာပြီးသွားမှန်းနေ။ Yes ဒါဟာ reality တခုကကျွန်တော်လက်ခံတယ်မှန်းနေ။ဒါ PG အသင်းလိုမျိုးတည်တည်ချာချာ in your osu ကဒီတန်တရားနဲ့ဆက်ယူပြန်သုံးပြီးမလား ြောနေတာဗျာဒီလားလွလွယ်ပြောလို့ရတဲ့စကားတွေကဒါပေမဲ့ကျွန်တော်တို့ခုနကကျွန်တော်ခုနကဒီဘောလုံးဘက်ကိုကျွန်တော်ဒီဗီဒီယိုရေးလုပ်ပြီးကျွန်တော်ဒီဘောလုံးတွေကိုသိချလိုက်ရကျွန်တော်အရင်တော့ပေါ့ကြပါဆိုကျွန်တော်ထက်ထက်ဝင်ဟို technical ရဘာညာမှမသိပြီမဲ့ဒါပေမဲ့ကျွန်တော်ဘောလုံးကြောင့်ကျွန်တော်ထက်ထက်ဝင်သေးတယ်ကျွန်တော်ဆိုတော့အခုချိန်မှာသူများကတော့ live ရောက်ပြီးမှာပဲသင်ပါဟာဘူနိုဆိုတော့ဟုတ်တယ်ခုနကဘူနိုရဲ့ပတ်ဆိုင်ရဲ့ United တကယ်တဲ့အခုချိန်မှာကြည့် Inio ဆိုအုပ်စုနဲ့ဒီတန်120ကိုခုနက Gavicha Gavaskelia လို့ကစားသမားမျိုးဒါဝယ်ပေးမှာလား Okay ခုနကပေါ့အခုလက်ရှိဘူနို Fernandez ရောင်းလိုက်ပြီ Floria Risk ကို Liverpool နဲ့ရှင်လိုက်မလားမလိုက်ဘူးသူတို့တွေကျွန်တော်ပြောချင်တဲ့အဓိပ္ပာယ်အဲ့ဒါပဲအဲ့တော့ PSG ဖလားရတာဟုတ်တယ်တော်တယ်ဆောက်ရမ်းမှန်တယ်ဒါပေမဲ့ PSG နင်းတော့ကဖြစ်ဒီနောက်ဘက်မှာဂျားတွေမှာဖြစ်တင်းထားတဲ့ကစားသမားတွေအလကားဖြစ်တင်းထားတာမှမဟုတ်တာသူတို့အကယ်ဒမီတချို့ကစားသမားတွေထွက်တာမှန်ပေမဲ့သူတို့ဝယ်ထားတဲ့ကစားသမားတွေကြီးပဲအဲ့ဒီကွင်းလေကိုကြည့်လိုက်ဂျာနီဘန်ဖီကာဘယ်စင်းနဲ့ဘလူဝယ်ထားလဲကမထရန်စဖာမားကတ်မှာသွားကြည့်လို့ရတယ်ဗျာတည်လာကျွန်တော်ပြောတာပေါ်ဘယ်ဘီဘီဝယ်ထားကောင်းကောင်းပါဘူး ဟာကီမီဆိုဘယ်လောက်ပေးပြီးဝယ်ထားလဲဒေါ်နာရမာဘယ်လောက်ပေးပြီးဝယ်ထားနူနိုမန်ဒက်စ်ကိုဘယ်လောက်ပေးပြီးဝယ်ထားလဲဂွန်ကာလိုရာမော့စ်ကိုတော့ဘယ်လောက်ပေးပြီးကိုလိုမူဝါနီကိုဘယ်လောက်ထိဆုတ်လို့60အထိပေးပြီးဝယ်ပြီးတော့အသက်သုံးစားမရအောင်အခုချိန်မှာခင်ဗျားတို့ဘယ်လောက်မှလက်မခံခြင်းမယ်အခုချိန်မှာတကယ်တော့လက်ခံမှကျွန်ငွေသုံးမှအောင်မြင်နေဆိုတဲ့အကြောင်းကတကယ်ဖြစ်လာပြီအဲ့တော့ဒါကဘရူနိုဖာနဲ့ထွက်သွားလို့မရဘူးဘရူနိုဖာနဲ့ထွက်ပြီးနောက်ကငွေလိုက်သုံးပြီးမှအင်ဂျင်ဆိုအစုအနေနဲ့ပရီးမီးယားလိမှာပြန်လဲပြီးအောင်မြင်လာဖြစ်တယ်ကျွန်တော်ကဒီလိုပဲမြင်နေခင်ဗျားတို့လည်းအမြင်တူကြီးမှတူမဲ့မတူကြီးလည်းမတူဒါကျွန်တော်ရဲ့အမြင်သာဖြစ်တယ်ဒီလောက်ပဲ ဘလောက်ဘက်ကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0ဆိုတဲ့ TV4 တို့မှာ change ဆိုပေါ့ကိုကြည့်လို့ရပါတယ်။နေတိုင်းလည်းကလစ်ဖို့မမေ့ကြပါနဲ့အောက်က comment တွေထဲမှာလည်း youth sport media 3.0ဆိုနဲ့ TV4 တွေလေးလေးတွေကိုထည့်ပေးထားခြင်းပြုကြပါဆောက်ကိုကြည့်ပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ကျွန်တော်အားပေးလို့ရပါတယ်။နေတိုင်းလည်းကလစ်ဖို့မမေ့ကြပါနဲ့အောက်က comment တွေထဲမှာလည်း youth sport media 3.0ဆိုနဲ့ TV4 ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းပြုကြပါဆောက်ကိုကြည့်ပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ကျွန်တော်အားပေးလို့ရပါတယ်။နေတိုင်းလည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျာ။ ်မြန်မြန်ကလစ်မှာမြန်မြန်နာဖြစ်ပါတယ်ဒီပေါ်ဗျာ